ီ elementary force ကဗီဒီယိုကလစ်တက်ပြီးသွားရင်အင်္ဂလိပ်လိုသွားသွားမှာလားအလောအားလုံးမင်္ဂလာပါရှင် အဒီနေ့မှာတော့ဗီဒီယို class တွေအကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ video lesson class ဆိုတာဘာလဲပေါ့နော်။ video lesson class ဆိုတာဒီဘာသာရပ်တစ်ခုကိုလေ့လာဖို့အတွက်အချိန်အတိအကျမပေးနိုင်တဲ့သူတွေအတွက်ရည်ရွယ်ထားတဲ့ class ပဲဖြစ်ပါတယ်ရှင်။ဥပမာဆိုရင်အလုပ်တစ်ဖက်နဲ့ကျောင်းတစ်ဖက်နဲ့အချိန်အတိအကျညံ့နေတဲ့ခုလုပ်ဖို့အတွက်မပေးနိုင်တဲ့သူတွေရည်ရွယ်တာဖြစ်ပါတယ်ရှင်။ဒီ class လေးမှာဆိုလို့ရှိရင်ဒီ lesson တစ်ခုစာကိုတစ်နေ့ကိုတစ်ပုဒ်ဆိုပြီးတော့ဒီ Facebook group ထဲမှာတင်ပေးတာဖြစ်ပါတယ်ရှင်။အဲ့ group ထဲကို မှာတင်နှန်းသားကညဘက်ကိုအားတဲ့အချိန်နောက်မကိုရဲ့ landing time မှာဒီ video တစ်နှစ်တပုတ်လေးကိုပြန်ပြီးတော့ steady လုပ်ပြီးတော့မှ homework ရှိရင် homework တွေကိုပြန်ပြီးတော့ဒီချေကိုထပ်ပေးရတာဖြစ်ပါတယ်ရှင်။ဒါကတော့ video lesson ရဲ့သင်ကြားပုံလေးဖြစ်ပါတယ်ရှင်။ဒီ video class လေးကိုဘလို့လူတွေတက်ရောက်တင်နေဆိုတော့အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့မိသားစုကိစ္စတွေကြောင့်ဘာသာစကားလေ့လာဖို့ကိုအချိန်အတိအကျမပေးနိုင်တဲ့သူတွေနောက်တစ်ခုကတော့ ਨੇ ဝေးရပေါ့နော်။အဲ့လို internet line ပုံမှန်မရတဲ့အတွက်ကြောင့်မို့လို့ကိုအားတဲ့အချိန်မှလေ့လာခြင်းနဲ့ ဲ့သူတွေနောက်တစ်ခုကကျတော့ကိုယ့်ရဲ့အားလက်ချိန်နဲ့ kait ပြီးတော့မှလိလာခြင်းတဲ့သူတွေကိုအားတဲ့အချိန်မှာမှဒီ landing လုပ်ဖို့အတွက်ကိုအချိန်တိကျလည်းမပေးနိုင်ဘူးကိုအားတဲ့အချိန်လေးကိုပဲဖဲ့ပြီးတော့ဘာသာစကားလိလာမယ်ဆိုတဲ့သူတွေနောက်တစ်ခုကကျတော့ slow learner တွေပေါ့နော်ဒီသင်ခန်းစာတစ်ခုတစ်ခါတည်းသင် နားမလည်တဲ့သူတွေပေါ့နော်နားမလည်လို့အဲ့လိုထပ်ခါထပ်ခါပြန်ပြီးတော့ practice လုပ်ခြင်းတဲ့သူတွေနဲ့နောက်ဆုံးတစ်ယောက်ကကျတော့ဒီ video ပဲကြည့်ပြီးတော့ကိုယ့်ရဲ့ self study အားကောင်းအောင်လုပ်ခြင်းတဲ့သူတွေအတွက် video class ကအထူးသင့်တော်ပါတယ်ရှင်သ တင်နန်းကြီးအနေနဲ့လည်းအခြားတင်နန်းအနေနဲ့ရှင်လို့ရှင်ရင်အများကြီးသက်သာတဲ့တင်နန်းကြီးနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့တင်နန်းသားတွေ မေးကြရတယ်ဗောနော်။ဘာလဲဆိုတော့ video class တရင် certificate ပေးလာဟုတ်ကဲ့ပေးပါရရှင် video class တရင်ဘယ်လိုလိုရ certificate ပေးလဲဆိုတော့အတန်းပုံမှန်တက်တဲ့အင်္ဇာပုံမှန်ထပ်ပြီးတော့မှဒီနောက်ဆုံးတော့အတင်းနှန်းကာလပြီးဆုံးလို့ရှိရင်ကျောင်းကနေ certificate tax တွေတခုအောင်မြင်စွာဖြည့်ဆို့နိုင်တဲ့သူတွေကို certificate ထုတ်ပေးပါရရှင်ဒီ class လေးကိုတက်ရောက်ခြင်းလဲဆိုလို့ရှိရင် page messenger မှာ elvc လို့ပို့ပြီးတော့စာရင်းသွင်းတက်ရောက်နိုင်တာဖြစ်ပါရရှင် ခုလိုမျိုးဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်